တားနဲ့သမီးကိုစားနောက်ချင်တိုင်းစားနောက်နေတဲ့ရာဇာနေဝင်းကိုမထင်မှတ်ထားတဲ့ပုံနဲ့တုတ်ပြန်ခဲ့တဲ့အင်ဒရာကျော်စင်အလုံးမေမင်္ဂလာပေါင်းဗမစ်နောင်ကနေချက်ဆွလိုက်ပါတယ်အင်ဒရာကျော်စင်နဲ့ရာဇာနေဝင်းတို့ကမောင်နှမတဝံွယ်တော်ဆတ်ကြတာဖြစ်ပါတယ်အင်ဒရာကျော်စင်တို့ဟာအနုပညာမျိုးရိုးကြီးသူတွေဖြစ်တယ်လို့အကောင်လုံးကလည်းချောမောလှပကြတာပေါ့ဒါအပြင်တတီတနတ်သာနေထိုင်တတ်ကြပေမဲ့ရာဇာနေဝင်းတယောက်ကတော့အလုံးထဲမှာဘသူနဲ့မှမတူပဲကွဲပြားလို့နေတာဖြစ်ပါတယ် ရာဇာနေဝင်းဟာအပြောဆိုကဆကွဲပြားသလိုပေါက်တက်ခဲ့ရအပြုတ်မှုတွင်နဲ့သာပြင်းထန်လို့နေတာပေါ့။ဒါကြောင့်မို့လဲအမရင်ဖြစ်တဲ့ဟိမာနေဝင်းနဲ့ဆိုရင်လည်းတိတ်မတက်ပါဘူး။အမဖြစ်သူနဲ့အဖေဖြစ်သူကိုဆိုရင်လည်းသဘောမကောင်းပဲစိတ်ပုတ်တဲ့သူတွေလို့ရာဇာနေဝင်းကအင်နာဗျူရီမှာဖြေဆိုတတ်ပါတယ်။အင်ထွာကျော်စင်နဲ့ရာဇာနေဝင်းတို့ကဆွေမျိုးသားတော်ပေမဲ့တိတ်ပြီးတော့မဆုံးဖြစ်ကြပါဘူး။ဒါပေမဲ့ပြီးခရက်ရက်မှာတော့သူတို့ရဲ့တူမတယောက်ကမင်္ဂလာဆောင်တာမို့အမျိုးအလုံးဆုံးခဲ့ကြတာဖြစ်ပါတယ်။ အင်ဒွာချော်စင်ကလည်းတမီးဖြစ်သူပြေသူဒွန်းနဲ့ဒါဖြစ်သူပြေတီရတို့ကိုပါပွဲထုတ်လာခဲ့တာပေါ့။ဒါနဲ့တမီးကမျိုးရီအားလုံးနဲ့ဆုံရတယ်လို့ရာဇာနေဝင်းနဲ့လည်းဆုံခဲ့ရပါတယ်။ရာဇာနေဝင်းကတူနဲ့တူမနဲ့ဆုံတဲ့အချိန်မှာသူ့ရဲ့ထွထွဆဆဆ vlog တွေထဲကိုထည့်ရိုက်ခဲ့ပါတယ်။ 360ဒီဂရီနဲ့ဆွဲရိုက်တဲ့ရိုက်ချက်မျိုးတွေနဲ့ဘလော့ရိုက်တာကိုစိုက်နေတတ်တဲ့ယာစာနေဝင်းကတူနဲ့တူမတွေကိုသူ့ရဲ့အထူးဆန်းဘလော့တွေထဲမှာထည့်ရိုက်တာပေါ့ဒါကြောင့်မို့ရုပ်ရည်ချော့ကြတဲ့ပြည်သူ့ဒွန်းနဲ့ပြည်တီးရမှာလဲရုပ်တွေကရည်စရာကောင်းနေခဲ့ပါတယ်ဒါအပြင်ယာစာနေဝင်းကပြည်သူ့ဒွန်းနဲ့ပြည်တီးရကိုလည်းစောင့်နေခဲ့တာပေါ့ ပြည်တီအားကိုလည်းပြည်တီဦးနဲ့ဘာတော်လဲဆိုပြီးမိကဘဘလာလို့ပြောခဲ့ပါတယ်။ရာဇာနေဝင်ကခုလိုပြောတာကြောင့်ပြည်တီအားလေးကကြောက်တောင်တောင်နဲ့ဖြစ်သွားရတာပေါ့။ပြည်သူဒရာကိုလည်းအင်တာချော်စင်းနဲ့ဘာတော်လဲလို့မိပါတယ်။ပြည်သူဒရာကမမေလို့ပြောတာကိုရာဇာနေဝင်ကမြည်လားဆိုပြီးစောင့်နေခဲ့တာပေါ့။ပြည်သူဒရာကတော့ဦးလေးကိုနားမလည်နိုင်တဲ့မျက်နှာထားနဲ့ဖြစ်သွားရပါတယ်။ အခုတော့ပေါက်တက်ကြရီစောင်းနှောင်းနေတဲ့အပေါ်မှာအင်ဒွာကျောက်စင်းကတော့ဘေးနားကနေအော်ရင်နေခဲ့တာပေါ့။ရာစာနေဝင်းအချောင်းကိုသိထားတဲ့သူဖြစ်တာမို့ကလေးတွေနဲ့တွေ့ရင်အထူးဆန်းနေလျှောက်ပြောမယ်ဆိုတော့ကြိုသိထားပေးတာပေါ့။ဒါကြောင့်မို့လဲဦးလေးစောင်းနှောင်းတာခံနေရတဲ့သားဖြစ်သူနဲ့သမီးဖြစ်သူကိုကြည့်ပြီးအားရပါရရီလို့နေတာပေါ့။ရာစာနေဝင်းဟာပြေတုထွန်းနဲ့ပြေတီရတို့ကိုတင်စောင်းနှောင်းတာမဟုတ်ပဲမေတုခိုင်ကိုလည်းစောင်းနှောင်းနေတာပေါ့။ချမလာပါတဲ့တူမလေးတွေကိုလည်းရေချင်းစရာနမဲတွေဘေးကဆန်းနောက်နေခဲ့ပြန်ပါတယ်။ရာစာနေဝင်းကြောင့်ပဲအင်ထွာကျော်စင်ကတော့သဘောကျကရင်းနေတာဖြစ်ပါတယ်။ င်းအခြားသူတွေကစားနောက်ခံရတာကိုတိတ်မကြိုက်ကြပေမဲ့အင်းထွားကျော်စင်ကတော့အကောင်းမြင်ကပျော့ပျော့သားနေတတ်တာကြောင့်စိတ်ဆိုးတာမျိုးလည်းတိတ်မရှိပါဘူးမိသားစုတွေစုံတဲ့အချိန်မှာလုံသမျှအပြုတ်မှုတွေကိုမကောင်းတာမတွေ့ပဲအကောင်းလို့သာတွေးထားခဲ့တာပေါ့အင်းထွားကျော်စင်တို့ဆွေမျိုးတွေအကုန်လုံးကတတ်တိုင်ဝုံဝုံနဲ့တယောက်ကိုတယောက်လည်းအချိန်ပေးဂရုစိုက်ကြပါတယ် ပြပြနေတက်ကြတဲ့အတွက်ကြောင့်လည်းအကုံလုံးကနုပြိုကချောမောနှပါချတာပေါင်းပြေတုထွန်းနဲ့ပြေတိရတို့ဆိုရင်လည်းအိမ်တော်စောစင်းရဲ့ချောမောရဲ့အမွေတွေကိုပြေဝဆက်ခံထားကြပါတယ်။ယုံလေးတွေကချောမောနှပါတာကြောင့်လည်းမင်းသမီးမင်းသားတွေဖြစ်ပြိသက်တွေကမြင်ချင်နေကြပါပြီ။ ဒါပေမဲ့ခုလက်ရှိမှာအင်ဒွာကျော်စင်တို့မိသားစုကအနည်းပညာအလုပ်တွေပြန်မလုပ်ဖဲဖြတ်သန်းလို့နေတာဖြစ်ပါတယ်။အင်ဒွာကျော်စင်ရဲ့သားနဲ့သမီးကိုစားနောက်နေတဲ့ရာဇာနေဝင်ပေါင်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။